official youtube channel ကျူလိုက်ပါတယ်ဒီနေ့တိဆက်ပေးမယ့်သတင်းကစိတ်မကောင်းစရာသတင်းလေးပြဒီသတင်းကတော့မကွေတိုင်းစော်မြို့မှာဒီမရဲချင်းတက်ဖြတ်အလောင်းဖြောက်တဲ့တရားခံကိုဒီဖန်စီထိန်းသိမ်းထားတယ်ဒီသတင်းတွေထုတ်ပြန်ထားတယ်ပေါ့နော်အော်တိုဘာ20ရက်နေ့ကစော်မြို့တီရီရတနာရက်ကွက်မှာနေထိုင်တဲ့အသက်73နှစ်အရွယ်မအင်းညင်းလင်းကိုမိသားစုတွေနဲ့ရင်းနှီးတဲ့မောင်မင်းမင်းစုအသက်21နှစ်ကနေအိမ်ကနေလာရောက်ခေါ်ဆောင်သွားခဲ့ပါ ဒီအဲ့ဒီနောက်အဆက်အသွယ်မရတော့ဘဲအော်တိုဘာ25ရက်နေ့ကျမှစောမြို့ပြည်သူ့စေယုံတွေကအခန်းတစ်ခုမှာအင်းငင်းလေးရဲ့ဒီပုတ်ပွားနေတဲ့ဒီရုပ်လောင်းကိုတွေ့ရှိခဲ့လို့ဆိုပါရက် ဒီဖြစ်စဉ်အတွက်ပြောင်းဆုံးနေတဲ့ဒီမင်းမဆိုးကိုနေမြေကန်တော်လင်းရေတဖွဲ့တွေကဒီလိုက်လံရှာဖို့ခဲ့ပြီးအဲ့ဒီနေညနေပိုင်းမှာပဲဒီဖမ်းဆီးနိုင်ခဲ့တယ်လို့ဒါသတင်းနေတင်ထားရဲပေါ့နော်ဒီရှောင်နေတဲ့အချိန်မှာဖမ်းမိရပါတယ်သူ့ကိုဒီစောမြို့မှာပဲဖမ်းမိပါတယ်သူကကလေးမိဘတွေနဲ့အတိမိတ်ဆွေလို့ပြောလို့ရပါတယ်အိမ်ကိုအဝင်ထွက်ပြုလုပ်နေသူပါတယ်အခုတက်ဆိုင်ရနေမြေကန်တရင်ကဒါဖမ်းဆီးထားပါတယ်အခမ်းမင်းမဆိုးကိုဖမ်းဆီးစစ်ဆေးချိန်မှာလဲဒါအဆိုပါကလေးကိုဒါမတိုင်းကျင့်တက်ပြက်ခဲ့ကြောင်းအလောင်းဖြောက်ခဲ့ကြောင်းဝန်ခံထွက်ဆိုထားပါတယ်အဆိုပါကလေးတည်ဆုံမှုအတွက်တရင်ခမ်းမင်းမဆိုးကို ပေမိန်ပေးဖို့အစိုးမျိုးဒေသခံတွေကဒီမနေ့ကအောက်တိုဘာ26ရက်နေ့မှာဒါဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ဒီရုပ်သံ brief file မှတ်တမ်းလေးကိုကျွန်တော်မျိုးပြသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါဒါကျွန်တော်ကျွန်တော်တို့ brief file လေးကိုအတူလိုက်ကြည့်ရအောင် 其实他那个要快。<noise> <laughs> ပိုင်မျိုးတွေဒါကတော့ဒီမကွေးတိုင်းစောမြို့မှာအသက်73နှစ်ရှိတဲ့မအေးလင်းငင်းကိုဒီအသက်22နှစ်မောင်မမင်းဆိုးကဗရင်းကျင်တက်ဖြက်ကအလောင်းဖြောက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဒီမျိုးသားကိုလည်းဖမ်းမိသွားပြီးဒီနေ့မှာတော့ဒါရွာသူရွာသားအယောက်တရာကျော်ဒီတရခံကိုတိမ်မိန်ပေးဖို့ဆန္ဒပြတောင်းဆိုလာတဲ့ဒီရုပ်သံမတိုင်းဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးတာပြီးသွားဖြစ်ပါတယ်ခုတလို့ဒီမရိမှုတွေကလည်းဒီတော်လေးမှာဖြစ်ပွားနေရအောင်တွေ့ရတယ်ဗျဒါမျိုးလေအားလုံးပဲသတိထားခရူးဆိုင်လို့ရအောင်တာသမီရှိတဲ့မိဘတိုင်းလည်းကိုယ့်ရဲ့တာသမီတွေကိုတေချာလင်မာရေးချက်ရှိအောင်သူတင်ဆုံးမလို့ရတဲ့အနေနဲ့ဒီဗီဒီယိုခံလေးကိုကြည့်ပြီးတော့ကြိုတေကောက်ပဲပြင်ဆင်နိုင်အောင်လို့ပြင်လဲ share လုပ်ပေးခြင်းဖြစ်တယ် ဒီဘူဟန်လို့လည်းအများသူငါတရားလိုက်ရှယ်လေးပြီးလုပ်ပေးဖို့တောင်းဆိတ်ကြပါရယ်နောက်ထပ်သတင်းတတရရှိလို့ရှိရင်လည်းထပ်တင်ပေးပါောင်းမယ်ဗျကျွန်တော် channel နေ့သတင်းပေါင်းစုံကိုအမြဲတမ်းတင်ဆက်ပေးမှာမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ဗီဒီယို notification လေးဝင်နေခဲ့ပေးဖို့တောင်းဆိတ်ကြပါရယ်နောက်ထပ်ပြီးမှပြန်ဆောင်ကြမယ်တရား